ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အာဖရိကနိုင်ငံတွေကဘာကြောင့်ဆင်းရဲကြတာလဲဘာကြောင့်ယောဂထူးထက်ကြတာလဲစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။အစီအစဉ်လေးမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ထားပေးကြပါအောင်ခင်ဗျာ။အာဖရိကတိုက်ရာကမ္ဘာပေါ်မှာအခြားတိုက်ပြီးလို့ရှိရင်ဒုတိယအကြီးမားဆုံးဖြစ်ပါတယ်။နိုင်ငံပေါင်း54ခုပါဝင်ပြီးတော့လူဦးရေအားဖြင့်လည်းဒုတိယအများဆုံးဖြစ်နေပြီးတော့လူဦးရေ1.3ဘီလီယံကျော်နေထိုင်ပါတယ်။ အာဖရိကတိုက်ကအပူပိုင်းတည်တာထဲမှာပါဝင်ပြီးတော့တေကန်နိုင်ရအလွန်ပေါ်များပါတယ်။တိုက်ကြီးတစ်ခုလုံးရဲ့သုံးပုံတမွန်လောကတေကန်နိုင်ရလွင်ပြင်နေဖုံးအုပ်နေတာဖြစ်ပြီးတော့အကြီးမားဆုံးတေကန်နိုင်ရဆာဟာရာဖြစ်ပါတယ်။တဘာဝတရံဇာတာတွေရှင်နန်တမနီစိန်တွင်တတုတွင်နေပေါ်များပေမဲ့လေဒီရဲ့အရင်မြစ်တွေကိုအသုံးချနိုင်တဲ့ဤပညာတွေနဲ့ပါရရဲ့ပြီးတော့တန်ရှင်တဲ့ရေမယာလျှက်စစ်မီမယာနဲ့စာတင်ချောင်းစည်းရုံးတွေနဲ့ပါရရဲ့ချောင်းလူလူအများစုကဆင်းရဲမွတ်တိကြပြီးတော့ကျမရဲ့ရေလည်းခြူချကြပါတယ် ကဘာဝအရင်မြစ်တွေကျော်အားပင်မဲ့လေအများစုကဆင်းရဲပွဲတွေကြပြီးတော့ကဘာပေါ်မှာယောဂအထုထက်ဆုံးဒေတာတွေကတခုဖြစ်နေလေတတ်မှတ်ထားခြင်းခံခဲ့ရပါတယ်ဒီလောက်တည်ရန်ဇာတာတွေပေါ်များလာတော့မှဘာကြောင့်ဆင်းရဲရလဲဒီမေကွန်းကမေးစရာရှိလာပါတယ်တကယ်တမ်းမှာတော့အာဖရိကနိုင်ငံတွေဆင်းရဲရတဲ့အဓိကအကြောင်းရင်းများစွာရှိနေတာပါ အာဖရိကနိုင်ငံတွေမှာလက်နက်ကိုင်အဖွဲ့တွေများစွာရှိနေပြီးတော့ဒီကဘာဝအရင်မြစ်တွေတည်ရန်ဇာတာတွေပေါ်များလာရေးကြောင့်ပဲနေမြေအငင်းပွားမှုတွေနေမြေလူမှုတွေနဲ့စစ်ပွဲတွေဖြစ်ခဲ့ပါတယ် နိုင်ငံအချို့မှာလည်းအာဏာသိမ်းမှုတွေနဲ့အစိုးရအဆက်ဆက်ရဲ့မတည်ငြိမ်မှုတွေကြောင့်စီးပွားရေးကျဆင်းလာပါတယ်ဒီနေရာမှာနိုင်ငံအလုံးကိုဆွလို့ရင်းတော့မဟုတ်ပါဘူးတချို့သောအာဖရိကနိုင်ငံတွေမှာဖွံ့ဖြိုးတိုးတက်နေရတယ်လည်းရှိပါတယ်ဒီအကြောင်းကိုလည်းဗီဒီယိုအသစ်တစ်ပုံနဲ့တင်ပြပေးပါမယ်နောက်တစ်ခုကတော့အချို့အချို့ခံစား권တွေမညီညတာပါတဘာဝအရှင်မြစ်တွေပုံများပေးမယ်လေလုတ်ပိုင်권နဲ့အကျိုးစီးပွားတွေမှာအာနာချီရဲ့လူကုန်တွေနဲ့နိုင်ငံခြားကုမ္ပဏီတွေသာခံစားကြပြီးတော့ အလေလက်လူရန်သားနဲ့အောက်ရှိလူရန်သားတွေအတက်ကတော့အချိုးခံစားခွင့်ရအရန်ဝင်နေရပါဒါကြောင့်လဲပြည်တွင်းနဲ့မှမချင်မနှဲ့တွေဖြစ်ပွားခဲ့ပြီးတော့တပုံထားမှုတွေလည်းဖြစ်ခဲ့တာပါအာဖရိကနိုင်ငံတွေစီးရင်ရတဲ့နောက်ထပ်တစ်ချက်ကတော့ပညာရေးအလွန်နှိပ်ပါလို့ပါအာဖရိကဒေသတွေမှာယခုအချိန်ထိကိုလူရိုင်းမြင့်တဲ့ဇူးတွေရှိနေသေးပြီးတော့လူနေမှုအဆင့်တန်းအားလည်းအာရှဥရောပနဲ့အမေရိကန်နဲ့နှိုင်းယှဉ်လို့ရှိရင်တော်တော်လေးကိုနှိပ်ပါပါတယ်အစိုးရအနေနဲ့နေမြေတည်ငြိမ်မှုတွေမထိန်းသိမ်းနိုင်ရင် လို့ဆောင်ချက်ဒီအာနင်းနိုင်ရဲ့အကြောင်းကြည်လက်တီတာတော်များများမှာစာတင်ကြောင်းတွေအများပြားမဆောက်လုပ်ပြီးနိုင်ခဲ့ပါဘူး။ဒါကြောင့်လည်းဆောင်မတတ်တူဦးရရာများပြားနေပြီးတော့အထွေထွေဘဝဇနာနဲ့ ID ဘိုင်းတွေမှာဆိုရင်ပြည်သူလူထုအနေနဲ့တော်တော်လေးအလန်းကွာနေတာပါ။ကြောင်မတက်ရတဲ့ကလေးတွေရာလည်းများပြတာကြောင့်သူတို့ကြီးလာတဲ့အချိန်မှာအလုတ်ကင်အခွင့်လန်းတွေရာလည်းကြီးကြီးမားမားကွာခြားလိချိပါတယ်ဒီစာမတက်တဲ့ကလင်းငယ်တွေရာကြီးလာတဲ့အချိန်မှာတော့အောက်ခြေအလုတ်တွေရာလုံးကင်ရပြီးတော့နိုင်ငံရဲ့လူသားချင်းမြတ်တွေလည်းဆုံးချုံးနေတာဖြစ်ပါတယ် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုတော်ကိုကြည့်မယ်ဆိုရင်လည်းဘန်လုံငန်း IT နဲ့ဒီပညာစိုက်ပျိုးမွေးမြူရေးကျန်းမာရေးပညာရေးစတဲ့ကဏ္ဍအသီးသီးမှနှိမ့်ချနေတာပါလန်ဒရာရေးမြန်မာဆက်ဆက်မဆောက်လုပ်ပေးနိုင်တာတွေနေမြေချင်းချိတ်ဆက်တဲ့အဓိကလမ်းမကြီးတွေမှာလည်းမကောင်းမွန်နိုင်တဲ့အကြောင်းတည်ယူပို့ဆောင်ရင်းနဲ့ကုန်စည်စည်းစိမ်မှုတွေမှာကြန့်ကြာနေပြီးတော့ဖွံ့ဖြိုးမှုကလည်းနှောင့်နှီးနေပါတယ်စည်ယုံစည်ကန်းနဲ့ဆရာဝန်တွေပါတာကြောင့်ပြည်သူလူထုအများစုကကျန်းမာရေးဝန်ဆောင်မှုတွေကိုလောလောငန်းငန်းမရချိကြပါဘူး အာဖရိကနိုင်ငံတွေစီးရင်ရတဲ့နောက်ဆုံးအချက်ကတော့သူတို့မှာရှိတဲ့အရင်းမြစ်တွေကိုခေါင်းခေါင်းအသုံးမချနိုင်တာပါအာဖရိကတိုက်မှာဂျင်းနန်စိန်တမန်ဒီတဘာဝတည်ရစာသားတွေအများကြီးရှိနေပေမဲ့လေဒီအာဖရိကနိုင်ငံတွေကိုယ်တိုင်ရောဒီတဘာဝအရင်းမြစ်တွေကိုတတိယရောက်အသုံးမချနိုင်ပါဘူးစမူလက်မှုနဲ့နည်းပညာမဖွင့်ပြောရတဲ့အကြောင်းကုန်ချောအနေနဲ့မထွက်လုံနိုင်ပါဘူးဒါကြောင့်ဥရောပတရုတ်နဲ့အမေရိကန်တို့လိုနိုင်ငံကြီးတွေကကုမ္ပဏီကြီးတွေကိုဒါတဘာဝအရင်းမြစ်တွေကိုစီးပေါ်ပေါ်နဲ့ကုန်ကြမ်းနေနဲ့ရောင်းချရပါတယ် ဒီပြင်ပနိုင်ငံတွေကကုန်ချောထုတ်လာတဲ့တံပိုးမြင့်ထုတ်ကုန်တွေကိုတော့ဈေးကြီးကြီးနဲ့ပြောင်းဝင်ရတာပါဒီလိုနဲ့ဝင်ငွေနဲ့ထောက်ငွေအချိုးမညီတဲ့ကုန်တွယ်မှုတွေကြောင့်အာဖရိကနိုင်ငံတွေကစီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုမှာအများနဲ့နောက်ကျနေရဖြစ်ပြီးတော့စီးရင်ဝဲတည်နေရဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့အာဖရိကတိုက်တွေကကွန်ဂိုနဲ့ဇမ်ဘီယားနိုင်ငံတွေကကမ္ဘာပေါ်မှာပမာဏအများဆုံးကုဘောသတ္တုတွေထွက်နေပြင်မဲ့လေဒေသခံတွေကစင်စင်ရဲရဲနဲ့နေထိုင်နေကြပါတယ်ကိုဘောတတုကိုတော့ EV car နဲ့ battery electronic ပစ္စည်းတွေမှာအဓိကသုံးတာဖြစ်ပြီးတော့ ကျင်းအင်ဂျင်တာပိုင်ဘလိတ်နဲ့စပီကရက်တို့လိုအာကာသယာဉ်တွေမှာလည်းမပါမဖြစ်အသုံးပြုရပါတယ်။စီးပညာဘက်မှာလည်း radio active isotope cobalt system ကိုကင်ဆာကုတုံးဖြစ်တဲ့ radiation therapy မှာသုံးပါတယ်။ဒါအရော cobalt တူရဲ့အရေးပါပုံဘဟုဒ္ဒအနေနဲ့ပြောပြပေးတာဖြစ်ပါတယ်။နောက်ထပ်ဥပမာတစ်ခုအနေနဲ့ပြောမယ်ဆိုရင်တော့အာဖရိကတိုက်တရနိုင်ဂျီရီးယားနိုင်ငံကဂျီနန်အမြောင်များထွက်နေပေမဲ့ နိုင်ငံတကာကုမ္ပဏီတွေကသာအကျိုးခံစားနေရပြီးတော့ပြည်တွင်းမှာရှိတဲ့လူမှုအများစုကတော့စီးရဲနေစေဖြစ်ပါတယ်။ CIA လီရွန်နဲ့ကွန်ကွန်နိုင်ငံတွေမှာလည်းစိန်တွင်းအများပြားရှိပြီးတော့ကမ္ဘာမှာနာမည်ကြီးအဖို့တန့်စိန်တွေကလည်းဒီသားမှာထွက်တာဖြစ်ပါတယ်။ဆောင်းအာဖရိကနဲ့ဂါနာနိုင်ငံတွေမှာလည်းရွှေတွင်းအများပြားရှိနေပါတယ်။ဒါပေမဲ့လည်းစစ်ပွဲတွေနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်လွယ်လွယ်ကူကူနဲ့တူးဖော်မရနိုင်ပါဘူး။ဒါတွေကတော့အာဖရိကနိုင်ငံစီးရဲတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ နောက်ထပ်အကြောင်းအရာတစ်ခုအနေနဲ့ကတော့အာဖရိကနိုင်ငံတော်တော်များများကဘာကြောင့်ယောဂဗျာထူတက်ကြရလဲဒီအကြောင်းကိုကျွန်တော်ဆက်လက်တင်ဆက်ပြသွားပါမယ်ပထမအဦးဆုံးအနေနဲ့ကတော့အာဖရိကတိုက်ရအပူပိုင်းဒေသတွေမှာပတ်ဝန်းကျင်ပြီးတော့ဒေကတ်နိုင်ငံနဲ့စိုက်ပျိုးလို့မရတဲ့နေရာ40ရာခိုင်နှုန်းပတ်ဝန်းကျင်နေပါတယ်အစ္စရေးနဲ့ UAE နိုင်ငံတွေလိုဒေကတ်နိုင်ငံမှာစိုက်ပျိုးထုတ်လုပ်နိုင်တဲ့ဒီပညာတွေမရှိတာကြောင့်လုံလောက်တဲ့အစားအသောက်ပမာဏတော့သူတို့နိုင်ငံတွေမှာမစိုက်ပျိုးထုတ်လုပ်နိုင်ပါဘူး ။နောက်ပြီးတော့နိုင်ငံရေးဝတ်တည်ငြိမ်မှုတွေကလည်းစိုက်ပျိုးရေးနဲ့ကွန်ထရိုးလုပ်မှုပေါ်မှာအကျိုးတရားမှုရှိနေပါသေးတယ်။ဒါကြောင့်အာဖရိကနိုင်ငံတွေမှာကလင်းငယ်အများစုနဲ့လူကြီးတွေမှာပိန်လီနေပြီးတော့အာဟာရချို့တဲ့နေရာဖြစ်ပါတယ်။တော်သုံးဖို့နဲ့အသွင်ပြုဖို့တန်ရှင်းတဲ့ကြီးအရင်မြစ်တွေနေပါတာကြောင့်ညီရန်တဲ့ကြီးအများစုကဒါအဆင်ပြေလို့သုံးကြရပါတယ်။ဒါကြောင့်ဒီတက္ကန်တွေမှာခြေထဲမှာပါတဲ့ဘက်တီးရီးယားရဲ့ကြောင့်ဝမ်ပြက်ယောဂတွေအများပြားဖြစ်ကြပြီးတော့မတန်ရှင်းတဲ့ကြီးချိုးရကြောင်းလဲအခြေပြာယောဂတွေဖြစ်လာကြပါတယ်။ အပူပိုင်းဒေသဖြစ်တာကြောင့်ချင်းနယ်ပူမွားတွေပေါ်များပြီးတော့မလေးရီးယားဒန်ဂူးနဲ့ယဲလိုဖီဘာရောဂါတွေအစဉ်ဆက်မပြတ်ဖြစ်ပေါ်လေရှိပါတယ်။မြန်မာလိုပြောရမယ်ဆိုရင်တော့ငပြားရောဂါမျိုးစိတ်တွေပါဒီကောင်တွေကခန္ဓာကိုယ်အပူချိန်ဝင်တက်လျက်ကျလွယ်ပြီးတော့ကျွတ်သားရောင်ရမ်းတာတွေခေါင်းကိုက်တာတွေနဲ့အရှည်ပြားကွဲတာတွေးအားနည်းတာအသေးရောင်ရမ်းတာတွေထိဖြစ်နိုင်ပါတယ်။ဒီရောဂါပိုးတွေကဘိုင်းနဲ့အပြင်းနဲ့ခန္ဓာကိုယ်တွေးဆဲတဲ့အထိထိုးပေါက်ဝင်ရောက်ပြီးတော့တိုက်ခိုက်နိုင်ပါတယ်။ ဒါအပြင်အာဖရိကတိုက်မှာနာမည်ကြီးခဲ့တဲ့ Ebola Masporo လို့တရိတ်ဆန်တဆင်ကူးစက်တဲ့ရောဂါတွေလည်းအများပြားဖြစ်ပွားနေပြီးတော့ယခုလက်ရှိအချိန်ထိကိုတည်ဆုံမှုတွေကလည်းရှိနေပါသေးတယ်။ COVID-19 ကာလမှာလည်းကုပေးရောဂါကူးစက်မှုတော့မြန်မာပြီးတော့အသက်ဆုံးရှုံးမှုတွေလည်းများစွာဖြစ်ပွားခဲ့ပါတယ်။စစ်ပွဲပဏိပခါတွေကြောင့်အစုလိုက်အပြုံလိုက်နေရဲပြောင်းရွှေ့ရပြီးတော့လူစုများများနဲ့နေရတဲ့အချိန်ကျောင်းကူးစက်ရောဂါတွေကအစဉ်အဆက်မပြတ်ဖြစ်ပွားပြီးတော့အလွယ်တကူဖြစ်ပွားနေတာဖြစ်ပါတယ်။ ချင်းရွာအများစုမှာလည်းစိတ်ယုံစည်းကန်တဲ့ဆရာဝန်အင်အားမလုံလောက်မှုတွေကြောင့်ဒီယောဂဗျာတွေကိုကောင်းကောင်းမထိန်းချုပ်နိုင်ပါဘူးဆိုလိုတာကတော့ကျမရင်မကောင်းတဲ့လူတွေကများပြားပြီးတော့စိတ်ယုံစည်းကန်တဲ့ဝန်ဆောင်မှုတွေကနေပါနေရဖြစ်ပါတယ်ပြည်သူလူထုအများစုကလည်းကျမရင်အသိပညာဗဟုသုတနေပါတာရင်ကာကွယ်ဆေးတွေမထိုးချင်ကြတာရင်တန်ချင်းတက်ရမှုအားနည်းတာရဲ့အကြောင်းကုသယောဂတွေကမြန်မြန်ဆန်ဆန်ဖြစ်ပွားနေရဖြစ်ပါတယ်ဒါအပြင် HIV AIDS လို့ယောဂတွေလည်းများများဆန်ဆန်ဖြစ်ပေါ်နေရောတွေးရှိရပါတယ် အာဖရိကတိုက်တရားဆင်းရဲပြီးကယောကအများဆုံးနိုင်ငံ၅ခုကိုဗဟုသုတအနေနဲ့တင်ဆက်ပေးသွားပါမယ်။တောင်ဆူဒန်တောင်ဆူဒန်နိုင်ငံဟာကမ္ဘာမှာလူသက်တမ်းအထူးဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။စစ်ပွဲပဏိပခါတွေမကြာခဏဖြစ်ပွားလေးရှိပြီးတော့ကျောင်းနေဆေးဝင်စည်းကမ်းတွေရာလည်းပမာဏအနည်းငယ်သာရှိပါတယ်။ဒီနိုင်ငံမှာအစားအစာလုံးလုံးလောက်လောက်မရှိတာကြောင့်လူဦးရေ၃ပုံမှာ၂ပုံကအစားအစာငတ်မုံခေါင်းပါနေပါတယ်။ပြီးတော့ဒီတောင်ဆူဒန်နိုင်ငံဟာမလေးရီးယားကိုလာရာနဲ့မန်နျူထရီရှင်းတွေလည်းအများဆုံးဖြစ်တဲ့နိုင်ငံမှာ နမန်းနဲ့နေနေရတော့ဆူမာလီယာနိုင်ငံမှာဆူမာလီယာနိုင်ငံနိုင်ငံကြီးအငင်းပွားမှုတွေတိုက်ပြီးမငြိမ်မတက်မှုတွေကြောင့်နိုင်ငံရဲ့စီးပွားရေးကျန်းမာရေးအဆအဆအရာအောက်ဆုံးကျနေပါတယ်ဆူမာလီယာနိုင်ငံကိုကဘာထိတ်ဆုံးဆင်းရဲတဲ့နိုင်ငံအဖြစ်ခဏခဏဖော်ပြခြင်းခံရပါတယ်ကိုလာရာမဲလစ်နဲ့မလေးရီးယားရောဂါတွေဆင်းဆက်မပြတ်ဖြစ်ပွားလေးရှိပြီးတော့တည်ဆုံမှုကလည်းများပြပါတယ်ဒါအပြင်လူဦးရေအများစုကကျန်းမာရေးဝန်ဆောင်မှုတွေမရနိုင်သေးပါဘူး နံပါတ်3ကတော့ Central African Republic အလဲပိုင်းအာဖရိကသမန္တနိုင်ငံမှာကမ္ဘာမှာထိတ်ဆုံးစင်းရဲမှုအဆင့်အတင်ထားတဲ့နိုင်ငံတွေထဲမှာပါဝင်ပြီးတော့စီးပွားပစ္စည်းဆေးရုံစီကံနဲ့ဆရာဝန်အလွန်နယ်ပါတဲ့နိုင်ငံဖြစ်ပြီးမလေးရီးယား HIV AIDS နဲ့ Tuberculosis ရောဂါတွေအလွယ်တကူဖြစ်ပွားနေပါတယ်။နံပါတ်4ကတော့ Democratic Republic of Congo Congo နိုင်ငံမှာတဘာဝအရေးမြစ်တွေအလွန်ပေါများတာကြောင့်လက်နက်ကင်အဖွဲ့အစည်းတွေစစ်ပွဲတွေအများဖြစ်နေတဲ့နိုင်ငံမှာ ဒါကြောင့်ပြည်သူလူထုအများစုကဒုက္ခရောက်ကြရပြီးတော့နိုင်ငံမတည်ငြိမ်မှုတွေကြောင့်ဖွံ့ဖြိုးတိုးတက်မှုအရန်နှေးပါတယ်။ကမ္ဘာမှာနာမည်ကြီးထွားတဲ့ Ebola ဗိုင်းရပ်ကလည်းကွန်ကွန်နိုင်ငံမှာအများဆုံးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။နံပါတ်5ကတော့ရှက်နိုင်ငံမှာဒီရှက်နိုင်ငံလေးကတိတ်ကန်နိုင်ငံထဲမှာဖြစ်တာကြောင့်အရေးအလွန်ရှားပါးပြီးတော့စိုက်ပျိုးရေးလုပ်ကံမှုခက်ခဲပါတယ်။ဒါကြောင့်နိုင်ငံသားတွေကအာဟာရရှုတဲ့ပြီးတော့အစားအစာကိုလုံးဝမထုတ်လုပ်နိုင်ကြပါဘူး။ကိုလာရာမလေးရီးယားနဲ့ဟိုက်ပါသက်တစ်အီးလိုရောဂါတွေအများပြားဖြစ်လေရှိပါတယ်။ အန်ပေါ်မြောက်ကျောက်ယောဂကလည်းကင်မရွန်ကွန်ဂိုနဲ့နိုင်ဂျီးရီးယားနိုင်ငံတွေမှာထိမနိုင်တင်မြှောက်ဖြစ်ခဲ့ရပြီးတော့2018မှာနိုင်ဂျီးရီးယားနိုင်ငံရဲ့တဆင့်အမေရိကဥရောပနဲ့အခြားနိုင်ငံအချို့ကိုပြန့်နှံ့သွားခဲ့ပါတယ်။ယခုလအတွင်းမှာပဲကွန်ဂိုနိုင်ငံတောင်ပိုင်းမှာအီပိုလာယောဂကူးစက်မှုအဖြစ်ဖြစ်ပွားခဲ့ပြီးတော့ယောဂကူးစက်သူ58ဦးရှိပြီးသေဆုံးသူ35ဦးရှိကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကကြေညာထားခဲ့ပါတယ်။ ွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာကျွန်မရဲ့အဆောင်ရောင်များစွာလိုအပ်နေပြီးတော့ရေတန်းနဲ့အကာအကွယ်ပစ္စည်းအဆောင်ရောင်အနေနဲ့အတူပြည်သူဆောင်ချရန်အတွက်လိုအပ်တဲ့အရင်းအမြစ်တွေများစွာမရှိကြောင်းအောင်လည်းတတိပေးခဲ့ပါတယ်။အနည်းဆုံးအနေနဲ့ပြောမယ်ဆိုရင်တော့အာဖရိကနိုင်ငံတွေစီးရင်တာတဘောဝအရင်းအမြစ်တွေနဲ့ပါလို့မဟုတ်ပါဘူး။နိုင်ငံရေးမတည်ငြိမ်မှုတွေစီးပွားရေးအခွင့်အလမ်းမညီမျှမှုတွေနဲ့ကျမကြီးအတီကျမကြီးဝန်ဆောင်မှုတွေနေပါချစ်ကြောင်းသာဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုနိုင်ငံတကာကနေ အဲ့ဒီကကျိုးသားကူညီမှသာအာဖရိကနိုင်ငံတွေရဲ့အနာတကတူတက်လာနိုင်မှာဖြစ်ပါတယ်အစိုးရလိုက်ပါကြည့်ရှုပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ နောက်ပိဒီယိုတင်တိုင်းတိရအောင်လဲကျွန်တော် channel လေးကို like and subscribe လေးနှိပ်ပြီးပြီးတော့အားပေးခဲ့ကြပါအောင်နောက်ထပ်ဗီဒီယိုတစ်တင်မှာလဲချက်မှန်ပြန်လဲပြီးတော့ဆုံတွေ့ပါအောင်မယ်ခင်ဗျာ